ြူလိုက်လာလေ

ကြတရားမူကိုဟောကြားလို့မသွေးဒီမဟာဆုံးရဲ့မိဂရာဝမြေကျမစကြတရားကိုပြန်စွဲကြီးငါအာကျမစကြတရားကိုဟောကြားရမြေကွန်ဒီညာနဲ့ဝပမတိဗဒိယနဲ့မဟာနံသောတာပန်သီရူအနတ္တလက္ခဏာသုတ်တော် ဟောပြေဆုံးငါဝါလုံးရဟန္တာဖြစ်ခါနိဗ္ဗာန်ချမ်းသာဖြစ်ကုန်ရသည်သာဒီမြာမြေဟာတက်ကြရေပြရ3လုံးနဲ့ဝါဆိုလာပြီစနေနေ့ညနေတန်းအချိန်ခါသမယဖြစ်ပါတယ် နေမင်းကလည်းမိမိအလင်းရောင်ဖြင့်ပဂရိမှောင်တို့ကိုပယ်ရှင်းလွင့်ပြောက်ထွန်းလင်းတောက်ပါလိရဲ့အနောက်ရ၌ဝင်လူဆဲဆဲနာမင်းကလည်းဩတရာတနက်ကနဲ့ရှင်ကမိမိရောင်လင်းဖြင့်ပဂရိအမှောင်တို့ကိုပယ်ရှင်းလွင့်ပြောက်ထွန်းလင်းတောက်ပါလိရဲ့အရှိလောကရမှာပတ်လာစေခြင်းတွင်ဘုရားမြတ်စွာဘုရားသည် ဓမ္မစကဘဝတနာတုတ်တန်ကိုအစဆုံးဟောကြားတော်မူရန်ဝိမေဘိကဝေအန္တာဟူသောပုဂ္ဂိုလ်ရွတ်ဆိုလိုက်သည်နှင့်ပြိုင်နှင့်အပေါ်လာသောအတန်တော်သည်အထက်ဘဝအောက်အဝီစီးသို့ခိုက်လျက်လောကရစัจ java လာတိုက်အပေါင်းတစ်တောင်းလုံးပြန့်နှံ့၍တည်သွားပါတော်တည်းစဉ်သို့သောမြတ်စွာဘုရားသည်ဓမ္မစကြာဟောကြားတော်မူသောအခါ၌ ဒေသနာတော်စဉ်ဆုံးနိုင်မရှင်ကွန်းတင်ညမထေရီသောတာပတ္တိပုံနိုင်ပြီပါတည်းဝါဆိုလာပြကျော်တရက်နေ့တွင်ဝပမထေရီ၎င်းနှစ်ရက်နေ့တွင်ဗတ္တိယမထေရီ၎င်းသုံးရက်နေ့တွင် မဟာနာမထေရီ၎င်းလေးရက်နေ့တွင်အသစိမထေရီ၎င်းအသီးသီးသောတာပတ္တိပုံနိုင်ကြီးကြပါတည်း မာဇုံနာရေကျော်၅ရက်နေတွင်အနတ္တလက္ခဏာတုတ်ဒေသနာတော်မိကုံးအဆုံး၌ပင်စဝဲကြီး၅ဦးတို့သည်အာတဝေါကုံခန်း၍ယဟန္တာဖြစ်ကုန်ကြပါတည်းရှင်ဓမ္မစကြာတရားကိုပင်စဝဲကြီး၅ဦးကဓမ္မစကြာတရားကိုခေါ်ကြရမည်ခေါ်နေညာနဲ့ဥပမတိဗတိ ပံအတ္တစီတို့အနတ္တလက္ခဏာသုတ်ကိုဟောပြီးအဆုံးငါးပါးလုံးယဟန္တာဖြစ်ကနိဗ္ဗာန်ချမ်းသာအဖြစ်ကိုရလီတာဒီနေရာ Yeah. Mm -hmm. တရားကိုရကြလေကုန်ရကြလေကုန်တော့မကြာသမစကြာတရားကိုဟောတော်မူသောခါစကြာဝလာတောင်းမြေပေါင်းတောင်းကြီးတော်ပါသမစကြာတရားကိုဟောတော် တောင်းမြေပေါင်းကောင်းကြီးဩလာနောသရာဆုံးသောပနာဟောညောစရာကုန်မြေတသိမ့်နေသုံးစဲနပါသောနမိတ်တို့မြေလာကုန်ပြီသာအရှင်ကုန်ညမထေသူမြတ်သည် ဒေသနာတော်ကိုအစဉ်လျှောက်သဖြင့်ဉာဏ်ကိုစေလွတ်ဖြစ်ပွားစေခဲ့ရာတုတ်တံပြီးဆုံးသောအခါ၌မြမာပေါင်း၁၈ကလေးတို့နှင့်တကွသောတပတ္တိပု၌ပြီးပါကြရဲ့ရှင်ဤသို့လျင်ရသော်ဘုရားနမစက်ကြတရားဟောတော်မူသောအခါ၌လေပရိသန္တိနေတော်မူသောအခါပွားမြင်တော်မူသောအခါဘုရားပြတ်တော်မူသောအခါများမှာကဲ့သို့ပင်အံဝဲတည်း ်ဦးကဲသည်32ပါသောနမိတ်ကြီးများထင်လာကြကုန်၏ထို့သောအရှင်သောဏိညသောတာပတိကို၌တည်သောအခါမြတ်စွာဘုရားသည်အညာတိဝတ္တဘောကွန်တင်ညောအညာတိဝတ္တဘောကွန်တင်ညောအိုးအရှင်သောဏိညသည်တစ္ဆာလေးပါးတရားကိုထိုးထွင်း၍သိမြင်နေပြီတကားဟုတ်ဝမ်းမြောက်ရွှင်လန်းဥရန်စကားကိုတပေါင်းလိုက်သား နလူတို့ကြားသိလောက်အောင်မြတ်စွာဘုရင်တော်မူပါတည်းရှင်စိတ္တအနန္ဒမိဂရာဝန်တော်ရက်သည်ဤဌာန၌မြတ်စွာဘုရားသည် အမျက်ဆုံးသောတရားတော်ဓမ္မဆက်ကိုဟောမြဲလဲစီတော်မူ၏ဟုကျမ်းစီအောင်းမိကသရတရား၌ပြည့်စုံသောအမျိုးကောင်းသားမျိုးကောင်းသမီးတို့အဖို့ရာဖူးမြော်လိုက်သောတံဝေကရစေသည့်ဌာနတစ်ပါးပင်ဖြစ်ပေသည်ဟု ဘုရားရှင်ကဟောကြားပါတယ်ရှင်။ဓမ္မစကြာတရားကိုဟောတော်မူသောဘုရားစကြာလာတော်မြေပေါင်းကောင်းကြီးဩဝါဓမ္မစကြာတရားကိုဟောတော်မူသောဘုရားစကြာလာတော်မြေပေါင်းကောင်းကြီးဩ

ပါပြိနေမှုပြုတော်မူရာလေးဌာန